တနက်ပြည့်အားကစားအဖွဲ့ဟာစီးကိန်းပြိုင်ပွဲဝင်ဖို့လက်နက်ခဲယမ်းဝယ်ယူမှုပိုင်းမှာအခက်အခဲတွေရှိနေတယ်လို့တနက်ပြည့်အားကစားအဖွဲ့ချုပ်ဒူးဥက္ကဋ္ဌကပြောပါတယ်ထက်လူသတင်းပေးပို့ထားပါတယ်ခင်ဗျာစီးကိန်းပြိုင်ပွဲအတွက်လက်နက်ခဲယမ်းဝယ်ယူဖို့အခက်အခဲရှိနေပေမဲ့လက်ရှိရှိနေတဲ့လက်နက်ခဲယမ်းတွေနဲ့ပဲအကောင်းဆုံးရှင်ပြိုင်သွားမယ်လို့တနက်ပြည့်အားကစားအဖွဲ့ချုပ်ဒူးဥက္ကဋ္ဌဘုံမှုကျော်မိုးဝင်းကပြောပါတယ် ်လည်းလက်လက်ခရရနဲ့ကျွန်တော်ထောက်ပြပစ္စည်းပေါ့လက်လက်ခရရတော့ကျွန်တော်တော့ဝယ်ယူဖို့အတွက်ခရရရှိနေပါတယ်ကိလေသာတွေတော့အရှိရှိရတဲ့လက်လက်ခရရနဲ့ပဲကျွန်တော်ကတော့အကောင်းဆုံးပြအောင်ကျွန်တော်ကြိုးစားထားမှရှိတယ်တော့ပါတယ်ဒါနဲ့ကျွန်တော်ဝယ်ယူနိုင်မှုကိုရင်းရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဝယ်ယူနိုင်မှုကကျွန်တော်တို့ကတနက်ပြအောင်စားဖွဲ့ချုပ်အနေနဲ့ရည်ရှိအတွက်ထောက်ကူပြုပစ္စည်းတွေရရှိဖို့အတွက်တာမကပဲနဲ့ကစားသမားရရှိဖို့ကိုလည်းပြိုင်ပွဲတွေကျင်းပပြီးတော့ရှာဖွေနေပါတယ်။ အဓိကတော့ကျွန်တော်တို့တရက်ပြဖွဲ့ချုပ်မှာလိုအပ်တာတော့ကျွန်တော်တို့မှာရဲ့လူပေါ့နော်လူနဲ့ကျွန်တော်တို့ဟိုထောက်ပစ္စည်းပါအဲထောက်ပစ္စည်းကတော့ကျွန်တော်ကလည်းတော့ရနိုင်နေနေရနေတော့ဒီလမ်းပေါင်းစုံကိုကျွန်တော်စဉ်းစားကြမှာတော့ထောက်ပစ္စည်းကြောက်တာကိုစဉ်းစားကြတော့ဒီလိုလိုအပ်ချက်တွေများစွာရှိနေသေးတဲ့အပြင်တခြားသောလိုအပ်ချက်တွေကတော့ငယ်ရတဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရရှိဖို့နဲ့ လူငယ်ကစားသမားတွေရောလူကြီးကစားသမားတွေပါထောက်ပံ့ကြီးပုံမရရှိဖို့လိုအပ်တယ်လို့သဏ္ဍပစ်လက်ရွေးစင်တူကပြောပါတယ်။လောလောဆယ်ဒီကလေးတွေကလေးတွေကလေးတွေသူတို့အနေနဲ့လိုအပ်ချက်တွေအဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေသူတို့အများကြီးလိုအပ်ချက်တွေရှိပါတယ်။ဒီဘုံဝေးဆိုင်ရာဘုံဝေးပိုင်းဆိုင်ရာတွေကတော့တိတ်ဟိုလာရေးပြီးမရှိပါဘူး။ဟုတ်တယ်လိုအပ်တာကတော့ကျွန်တော်အနေနဲ့ထောက်ပံ့ကြီးတွေပါရနိုင်လို့ဆိုတော့အဆင်ပြေတယ် ူးစုစုအတွက်ပါနော်တနက်ပြအားကစားအနေနဲ့လက်ရှိအချိန်မှာလက်ရွေးစင်ကစားသမားရီပေါ်ထွက်လာရတဲ့အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်တနက်ပြပြိုင်ပွဲတွေတခွန်ဆိုင်ပြိုင်ပွဲတွေကျင်းပပြုလုပ်နေပါတယ်။အဲ့ဒီပြိုင်ပွဲတွေကနေပနာမလက်ရွေးစင်တွေရွေးချယ်ရင်းနဲ့အလားအလာရှိတဲ့လက်ရွေးစင်ကစားသမားရီပေါ်ထွက်လာဖို့အတွက်ရည်ရွယ်ထားပါတယ်။ပြီးခဲ့တဲ့2015ခုနှစ်စင်ကူမှာလုပ်တဲ့စီးကိန်းပြိုင်ပွဲမှာတော့မြန်မာတနက်ပြအားကစားအဖွဲ့ကအသင်းလိုက်ကြီးတစိမ့်နှစ်ခုပဲရရှိခဲ့ပါတယ်။ကျွန်တော်ထန်လူပါ